များလွန်းနေပြီ1948ခုနှစ်တိုင်းပြည်ကနုနု မုံတိုင်းကထန်ထန်ဆိုတဲ့စကားနဲ့ညီမြမပြည်လွတ်လပ်ရေးနဲ့အတူဖြစ်ပွားလာခဲ့တဲ့နိုင်ငံရေးလူမျိုးစုရေးပဋိပက္ခမြောင်များစွာဟာလက်ရှိအချိန်စင်ရတုအလွန်ကာလရောက်လာတဲ့အထိဘယ်လိုမှဖြေမှန်ထွက်အောင်မဖြေရှင်းနိုင်ခဲ့ပဲနေ့ရှိကြာဆုံးပြည်တွင်းစစ်ဖြစ်ကမ္ဘာပေါ်မှာတခုတည်းကြံရင့်နေခဲ့ရတာအလွန်ဝမ်းနည်းစရာ ကောင်းလာတာမို့ငါတို့အတွက်တော့စိတ်ကိုများလွန်းနေပါပြီ။ 1962ခုနှစ်မှာဝေဘူးယာကင်းမောင်းလို့ဆိုရမယ့်ဖြစ်စဉ်ပေါ်မှာစတင်ပေါက်ဖွားလာခဲ့တဲ့စစ်အာဏာရှင်စနစ်နဲ့အတူစစ်အာဏာယူတွေရဲ့မတရားဖိနှိပ်အုပ်ချုပ်မှုအောက်ကစစ်ကြုံသဘောဘဝကိုကံမကောင်းစွာကြားရောက်ခဲ့ရပြီးနှစ်ပေါင်း60ကျော်ကြာညောင်းလာတဲ့အထိပညာရေးကျန်းမာရေးစီးပွားရေးအရေးပေါင်းများစွာ ထောင်ထောင်ကြီးအောင် တစားစီပျက်စီးသွားခဲ့ရတယ်။နေရဲပြည်လောက်နီးနီးငါတို့တိုင်းပြည်ကြီးကိုတွေ့မြင်နေရတာ။ အလွန်ရင်နာစရာကောင်းလာတာဘူးငါတို့အတွက်တော့သိတ်ကို များလွန်နေပါပြီလွတ်လပ်မှုဒန်နူညီများမှုတရားမျှတမှုတွေကိုစံထားမြမစိုးတရားတွေထွန်းကားတဲ့မြမလူအဖွဲ့စည်းနဲ့အေဂျန်ဘီတာယာလှပတဲ့နိုင်ငံကြီးဖြစ်ပေါ်လာဖို့အတွက်ကောက်ကြည့်ရုံမှလွန်းတဲ့ပြည်ပြက်ဖက်စစ်မိစ္ဆာတွေကိုမျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းတော်လှန်လာခဲ့ကြပါပဲလမ်းတော်မှာပဲအချင်းချင်းအခါခါအရှုံးတွေဆက် ဘယ်လိုနည်းနဲ့မှရုံးမထွက်နိုင်ကြသေးတာက အလွန်ခံပြင်းစရာကောင်းလာတာမူငါတို့အတွက်တော့တိတ်ကိုများလွန်နေပါပြီတော်လိုင်းရေးကာလခေတ်ဆက်ဆက်မှာရရက်ဆက်ဆက်နှိမ့်ဆက်တက်ဖြတ်ခံခဲ့ရတဲ့တောင်တန်းပြေမအပြင်းမဲ့ပြည်သူတွေပပဆက်ဆက်အကြမ်းဖက်ဖြတ်စည်းခံခဲ့ရတဲ့အိမ်ကြောင်ဆေးရုံဘာသာရေးအဆောက်အုံတွေဒဲဒဲမဲမဲဘုံကျဲတိုက်ခိုက် မီးလောင်တိုက်သွင်းခံခဲ့ရတဲ့တိုင်းပြည်အနှံ့ပြားကမြို့ပြကျေးရွာဒေသတွေ ဆိုးဆိုးဝါးဝါအတင်းအဓမ္မအညှို့ချိုးခြေမှခံခဲ့ရတဲ့လူငယ်လူကြီးတွေရဲ့အနာဂတ်ဘဝတွေအမှန်တကယ်မရင်မတွက်နိုင်အောင်ဖြစ်ခဲ့ရတာအလွန်ကြေကွဲစရာကောင်းလာတာကိုငါတို့အတွက်တော့တိတ်ကိုများလွန်းနေပါပြီ။အိနေချင်းအာဆီယံကအစကုလသမဂ္ဂအဆုံးအမျိုးစုံသောတောင်ရှိကမ္ဘာအဖွဲ့အစည်းအားလုံးရဲ့မပြီးနိုင်မစည်းနိုင်လက်တွေ့မကြတဲ့ဟန်ပြစိုးရင်ပူပန်မှုတွေဝေဖန်လေကံယုံမဲ့တတ်နိုင်ပြီး မျက်နှလွဲခဲပြစ်လုပ်ခဲ့ကြတဲ့ဒီမိုကရေစီစံပြကမ္ဘာဘိုးအိမ်နိုင်ငံကြီးတွေမသူတော်အချင်းချင်းလက်ချင်းရှက်ပေါင်းဖက်ရိုးသူမရှက်မြင်သူရှက်เสียဖက်စစ်အာဏာရှင်နိုင်ငံကြီးတွေစူပါပါဝါအင်အားချင်း ပြိုင်ဆိုင် နိုင်သူစားကြစတဲ့ကြီးနိုင်ငံချင်းတော်ရိုင်းအတွင်းကဥပဒေထုံးနှံတွေနဲ့တက်စကန်ထခေါင်းထောင်လာနေတဲ့ကမ္ဘာအခြေအနေတွေကလည်းအလွန်စိတ်လေးစရာကောင်းလာတာပေါ့ငါတို့အတွက်တော့တိတ်ကိုညာလွန်နေပါပြီ။ ဒါပေမဲ့ဘာတွေပဲလို့ပဲဖြစ်နေပါစေငါတို့မှာငါတို့ပဲရှိတယ်ဆိုတာကအမှန်တရားစစ်စစ်ပဲမို့မတရားမှုအဆိုးအညစ်တွေကိုငုံမခံပဲတုံ့ပြန်တောင်းဆိုနေတဲ့ခေပြောင်းစနေပြောင်းဒီတွန်လင်းခီးချက်တလျှောက်လုံးမှာအလုံးစုံကုံဆုံရင်းနှီးကြရတဲ့အဖိုးတဲ့အချိန်ကာလတွေအစမတန်စွန်စားပိဆက်ခဲ့ရတဲ့အသက်ခံရတဲ့ဘဝတွေအလဟတ်တပျက်စီးဆုံးရှုံးခဲ့ရတဲ့ပြည်သူအိုးအိမ်စီစဉ်တွေအစရှိတဲ့ဒီမိုးဒီလေးဒီရေတွေနဲ့ ငါတို့အမိမြင်ရဲ့ဘယ်လို့မှအညွတ်မပြေနိုင်သေးတဲ့ကံကြမ္မာဇိုးဂျင်းစာတွေဟာအခုအချိန်ထိသာဆိုရင်ညာလုံးမကများလှနေပြီဖြစ်လို့ဒီခေတ်ကာလစနစ်ဆိုးအဖြစ်တဲ့ဆိုးတွေကိုနောင်လာမဲ့ဂျန်အယ်ဖာမျိုးဆက်တွေစီတို့ဘယ်လိုနည်းနဲ့မှဘိုးဘွားအမွေနဲ့အဖြစ်ပေးခဲ့လို့မဖြစ်ဘဲဒီနေ့ငါတို့ခေတ်မှာပဲမဖြစ်ဖြစ်အောင်အဆုံးသတ်ဖို့အတွက်ငါတို့ရဲ့အနီမရီမန်းချက်အစ်စ်ဖြစ်တဲ့ Federal Democracy စနစ်နဲ့နိုင်ငံတော်အသစ်ဘန်းနိုင်အရောက် မရိမ့်မရိုင်းတန်ိတ်ထန်ချခြိတက်ရှောင်းလန်းနေကြစေဧကံမုတ်ချဒီနောက်ဆုံးအချီနောက်ဆုံးတိုက်ပွဲကြီးမှာအားနေချက်လိုအပ်ချက်တွေမှန်သမျှအချိန်မီပြင်ဆင်ကြလျက်ငါတို့မျိုးဆက်ညီနောင်သွေးချင်းတိုင်းရင်းသားတွေအားလုံးပြက်ပြက်သားသားဆုံးဖြတ်ရင်ချင်းအပ်ကြောချင်းကပ်ပြီးအချင်းချင်းတသားတည်းစီလုံးညီညွတ်မှု စွမ်းမကားနဲ့ဘယ်လိုအတားဆီးခက်ခဲကိုမျှထီမထင်ပဲပြီးပြီးပြင်းပြင်းဇွဲနေပဲအာမန်အပြည့်တုံးလို့ အပြင်းထန်ဆုံးရုံးကန်တိုက်ပွဲဝင်လိုက်ကြအောင်စို့ခေါင်းကြီး